င်္ဂလာပါရှင်မန္တလေးကတဲ့ချန်နဲ့နောက်ဆုံးသတင်းကိုတင်ဆက်ပေးပါမယ်ဖျောက်ပုံထမနိုင်ငံရေးအကျဉ်းသားညင်ပန်ပြိနေခံရပြီးဝေးကျေးအတင်းကျပ်ဖျားပင်းချင်းချောက်တောင်းခံမှုတွေဖြစ်ပွားနေအယောင်ဒီတိုင်းဖျောက်ပုံထမနိုင်ငံရေးအကျဉ်းသားညင်ပန်ပြိနေခံရပြီးဝေးကျေးအတင်းကျပ်ဖျားပင်းချင်းချောက်တောင်းခံမှုတွေဖြစ်ပွားနေကြောင်းမြန်မာနိုင်ငံလုံးဆိုင်နိုင်ငံအကျဉ်းသားများကွန်ရက်မှာဗဟုဥစ္စာကော်မတီဝင်ကိုတိုင်ထွန်းကပြောပါတယ်အေယော်ဒီတိုင်းတွင်းမှာရှိတဲ့ဖြာပုံစင်ထားမှာထောင်အာနာပိုင်းကနိုင်ငံရေးကျင်းသားတွေပါဝင်ကျင်းသားတွေကို ဖိနှိပ်မှုနဲ့လက်စားမှုတွေလုံဆောင်ခဲ့ပြီးအကျဉ်းထောင်တန်စီထောင်ခေါ်အခန်းလူကြီးတွေကစောင့်ရှောက်ကျဲဥတုံးတော်မီကျင်းသားတောင်းလေးဝေကျက်သုံးသိန်းကနေ၈သိန်းထိတရားဝင်ရပိုင်ခွင့်ကိုပြောဆိုတောင်းခံနေကြောင်းဖျားပုံကျင်းထောင်မှာနိုင်ငံရေးကျင်းသားတွေပါဝင်တခြားကျင်းသားတွေကိုအချုပ်တင်ကြတင်တင်စတဲ့ရောက်ရှိလာသည်နှင့်ထောင်မှုအောင်ဆန်းလင်းတဲ့အရာရှိကတိုက်ရိုက်ပြောရတော့၎င်းကျင်းသားတန်းစီဖြစ်တဲ့အခန်းလူကြီးရဲ့မှတဆင့်စောက်ရှောက်ကျဉ်ဥတုံနှုတ်ရတော့၎င်းငွေများတောင် ောင်းခံနေကြောင်းသိရတယ်။ရှင်းပြင်ငွေချင်းမပေးနိုင်တဲ့ကျွမ်းသားတွေကိုအကန့်လူကြီးနဲ့စီကံထိန်တွေကတစ်ဆင့်နည်းမျိုးစုံနဲ့ငွေညစ်ချင်းတွေကိုစေခိုင်းစားချင်းပြင်အကျဉ်းထောင်ရချင်းကဆဲဆူအော်ဟစ်တောင်းချင်းချင်းအကျဉ်းသားတွေကကိုတိလက်ရောက်ရိုက်နှက်ချင်းတွေကိုမကြခဏကျွလွန်လျက်ရှိတော့လေ။ထောင်ပိုင်းဇော်ထုံးနဲ့ထောင်မူအန်ဆန်လင်းတို့ကလည်းမိသွေးမှအေးအေးဆာချင်းမရှိကြောင်းသိရပါဗျ။ အာနာသိန်းကာလာကြာမြင့်လာနေများအချင်းထောင်တွင်မှထောင်အာနာပိုင်ရဲ့လုပ်ပိုင်ခွင့်တွေကပုံပုံပြီးရလာတဲ့ထို့သဖြင့်အထက်ကအကြံဖတ်စစ်ကောင်ဆောင်တွေကိုယ်တိုင်ကအောက်ခြေမှာရှင်ဝန်ထမ်းတွေကိုဝန်ထမ်းဖြစ်ရပြီဆိုပြီးနောက်ွယ်ကနေပံပိုးအပိမှုတွေရှိနေတဲ့ဆွဲသဘောတရားကိုလည်းတွေ့ရတယ်။ဒါကြောင့်ထောင်တွင်မှာနိုင်ငံကျင်းသားအပောင်းဝင်ကျင်းသားတွေရဲ့ချွေးနှဲစာနဲ့သူတို့ရဲ့လောက်အားတွေကိုအသုံးပြုပြီးမှလက်ရှိမှာထောင်အာနာပိုင်တွေကသူတို့ရဲ့ငွေကြေးရရှိရေးလက်စားမှုဖြစ်စဉ်တွေပုံများလာရလို့ကျွန်တော်တို့ကသုံးသပ်ပါတယ်။ ဒါပြင်နိုင်ငံအကျဉ်းသားတွေကိုအကျဉ်းဥစည်းဝန်ထမ်းတွေကနှိပ်စက်တယ်ဆိုတဲ့ရှုထောင့်ထက်အကျဉ်းသားချင်းချင်းပြဿနာဖြစ်တယ်ဆိုတဲ့သဘောတရားဘက်ကိုပို့ပြီးတော့တွေ့ရတယ်။တခုခုဆိုရင်ဒါအကျဉ်းသားချင်းချင်းဖြစ်တဲ့ပြဿနာဆိုပြီးရောချတဲ့ဖြစ်စဉ်မျိုးများကြီးတွေ့ရတယ်။ဖြာပုံကျင်းထောင်တွင်တန်စီအခန်းလူကြီးတွေကလည်း၎င်းတို့စိတ်မကြည်ပြင်းမကြည်သလိုအကျဉ်းသားတွေပေါ်နိုင်တဲ့စီနေပြုလုပ်ခြင်းပို့ကြခြင်းနဲ့ထိုးကျိတ်ရိုက်နှက်ခြင်းနဲ့စိတ်ကြိုက်လုပ်ပိုင်ခွင့်ကိုထောင်အနာပိုင်တွေကအပြည့်အဝပေးထားကြောင်းသိရပါတယ်။ အကျဉ်းသားတွေကိုဖိနှိပ်ခြင်းလုံဆောင်တဲ့ဖျဖို့ကျင်းထောင်ရှိအခန်းလူကြီးများထဲမှာမတိမ်မှုနဲ့ထောင်ဆယ်နှစ်ကြာခံရတဲ့ရေအောင်၁၉နှစ်ကာကြီးနဲ့ထောင်ဆယ်နှစ်ကြာခံရတဲ့အောင်သူတို့ကအဆုံးဆုံးဖြစ်ပြီးခေါင်းစဉ်မြမြတဲ့အလွန်ဝေကောက်ခံခြင်းအနိုင်ကျင့်ပူဇော်ခြင်းတွေကိုတရားဝင်ခွင့်ပြုမရထားတဲ့ကဲပြုမှုလျက်ရှိအောင်တည်ရပါတယ်ဆလဘီမြောင်ရီမင်းလက်ပံမှာ KNU နဲ့ဆက်တဲ့တိုက်ပွဲဖြစ်ပြီးနောက် TKB ရဲ့ကြားဖြန့်လုံရုံတွေကို KNU ကဝင်ရောက်စီးနေ TKB ရဲ့တပ်ဖွဲ့ဝင်230ဦးလက်နက်ချပြီးကြားဖြန့်ရုံတွေမှာလူနှစ်ထောင်ကျော်ကျောင်းတောင်းထား KNU ကကြားဖြန့်တိုက်ဖြတ်နိုင်ငံတကာကိုအရေးပေါ်အကူအညီတောင်း ခင်ပြည်နယ်ထိုင်မြန်မာနယ်စပ်မြောက်ရီမြို့နယ်မင်းလက်ပံကျန်းမှာ KNU နဲ့စစ်တပ်ကြားတိုက်ပွဲဖြစ်ပြီးတဲ့နောက် DKB ကလုံခြုံရေးယူထားတဲ့ကြားဖြတ်လုပ်ရုံတွေကို KNU ကဝင်ရောက်စီးနင်းခဲ့ကြောင်း KNU ကတရားဝင်သတင်းထုတ်ပြန်ပါတယ်။နိုဝင်ဘာလ22ရက်နေ့မြောက်ရီမြို့နယ်မင်းလက်ပံကျန်းမှာ KNU နဲ့စစ်တပ်ကြားတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းစစ်တပ်ဘက်ကပြောမှုနိုင်တဲ့ဥဆောင်တဲ့တပ်တွေနဲ့ DKB ကဆိုင်းကျော်လှဥဆောင်တဲ့ပူပေါင်းတပ်တွေကမင်းလက်ပံရှိ KNU တပ်စခန်းတွေကိုထိုးစစ်ဆင်တိုက်ခိုက်လာခြင်းဖြစ်ကြောင်း တိုက်ပွဲဖြစ်ပွားပြန်နောက် DKP စကန်ဟိုကဲနူကသိမ့်ပိုင်နိုင်ခဲ့ပြီး DKP တပ်ဖွဲ့ညံ့30ကျော်လက်နက်ချခဲ့ကြောင်းသိရပါတယ်။ရင်းနောက် DKP တပ်တွေတပ်ဆွဲထားတဲ့ထပ်ထပ်သောလုံကျွေးအစီမံနေတဲ့ကြီးမားတဲ့ဂိတ်တွေပါရှင်လုံကျွေးအစီမံနေတဲ့ခြံဝင်းတို့ကိုသိမ့်ပိုင်ရရှိပြီးလူရပေါင်းများစွာကိုတရားဝင် 6ຫນောင်ထားတဲ့ကြားဖြတ်လို့နေကိုတွေ့ရှိခဲ့ကြအောင်ဆိုရယ် KNU ဒုတိယဥက္ကဋ္ဌနဲ့ကြီးကြံကောင်းဆောင်နေဦးဆောင်တဲ့အဆင့်မြင့်ကော်မတီကမြေပြင်ဖွဲ့နဲ့အနီးကကြီးကြပ်ကိုခဲ့ပြီးစီမံမှုတွေဆိုင်နေကြအောင်နိုဝင်ဘာလ23ရက်နေ့မနက်9:00နာရီချိန်အဖွဲ့ဝင်10ဦးပါ KNU မြေပြင်အကဲဖြတ်ဖွဲ့က KNU လုံခြုံရေးတပ်ဖွဲ့ရဲ့အစအုပ်ဆောင်တဲ့ DKB ရဲ့ကြားဖြတ်ခြံဝင်တွေကိုဝင်ရောက်ခဲ့ကြောင်းအဆိုပါအဖွဲ့ကကြားဖြတ်ရုံတွေမှာပြိမိနေသူတွေကိုခွဲခြားသိရှင်းတည်ထောင်ထောက်ထားရေးစုဆောင်ခြင်းတည်ထောင်နေတဲ့မှာထွက်ဆိုချက်တွေရယူခြင်းနဲ့လူသားချင်းစာနာမှုဆိုင်ရာလုပ်ငန်းစဉ်တွေအတွက်လိုအပ်တဲ့စာရေးဆိုင်နေစုစည်းခြင်းတို့လုပ်ဆောင်နေကြောင်းသိရပါဗျာ။ နိုဝင်ဘာလ23ရက်နေ့ပထမနေ့မှာကြားဖြတ်ချန်ဝင်တွင်ကွန်ကရစ်အဆောင်20ခန်းကိုတွေ့ရပြီး၎င်းတို့နဲ့နှစ်ခုကရုံးဆောင်တွေဖြစ်ကကွန်ပျူတာနဲ့ IT ပစ္စည်းတွေနဲ့လိမ်လည်မှုလုပ်ငန်းတွေလုပ်ကိုင်ခဲ့ကြောင်းချန်ဝင်တွင်လူ2000ခန်းကိုခြုံနှောင်ထားကြောင်းပထမနေ့မှာနိုင်ငံပေါင်း7နိုင်ငံမှလူပေါင်း366ကိုတည်ပြည့်နိုင်ခဲ့ပြီးကွန်ပျူတာနဲ့မိုဘိုင်းဖုန်းတွေကိုသိမ်းဆည်းကစုံစမ်းစစ်ဆေးမှုတွေဆက်လက်လုပ်ဆောင်ခဲ့ကြောင်းရွေးစား၄ပေခန့်ရှိတဲ့တန်တစ်တာကြီးများစွာကိုတွင်ရှိရပြီး၎င်းတို့နဲ့အများစုမှာတောက်ခတ်ထားကြောင်းကြားဖြတ်ရုံတွင်တွင်ရှိရတဲ့ထိုင်းနိုင်ငံသား28ကိုလည်းလက်ပြောင်းပေးခဲ့ကြောင်းသိရတယ်။ နိုဝင်ဘာ24ရက်နေ့ဒုတိယနေ့မှာကန်တွေကမြေပြင်ဖွဲ့မှအဖွဲ့23ထပ်မံအဖြစ်ပြီးတော့လူများအဆောက်အုံနဲ့ပိုင်ဆိုင်မှုနဲ့စားဆိုင်တွေကိုဆင်စင်ခြင်းနဲ့လုပ်ငန်းကိုရှင်မြင်ခဲ့ကြောင်းလူ345ကိုမြေသူမြေဝဖြစ်ကြောင်းတည်ပြုနိုင်ခဲ့ပြီးကွန်ပျူတာနဲ့မိုဘိုင်းဖုန်းတွေကိုနောက်ထပ်စုံစမ်းစစ်ဆေးရန်အတွက်သိမ်းဆည်းခဲ့ကြောင်းထိုင်းနိုင်ငံသား36ကိုထိုင်းအာနာပိုင်နေတဲ့လွှဲပြောင်းပေးခဲ့ကြောင်းမြန်မာ Future Star Company Limited 2016ခုနှစ်ဩဂုတ်လနေ့မှာမှတ်ပုံတင်ထားတဲ့ကုမ္ပဏီချက်လက်ဆိုင်ဆိုင်အချို့လည်းသိမ်းဆည်းရရှိခဲ့ကြောင်းသိရတယ်။ ်အခန်းကျန်ဝင်လျားနဲ့အနံ၄ပင်နဲ့၆ပင်ရွှေပြောထိုင်စရာထိုင်ကုန်တခုနဲ့ပါဝင်တဲ့လက်ဝက်စမ်းကျဲနေရာများစွာကိုလည်းတွေ့ရှိရပြီးညပန်းနှိမ့်ဆန်တုံးတဲ့အခန်းတွေဖြစ်နိုင်ခြင်းရှိကြောင်းသိချာတိကျရေးရဲစုံစမ်းစစ်ဆေးမှုတွေအရေးတကြီးလိုအပ်နေကြောင်းသားဖြတ်လို့တမချို့မှာလက်နက်တွေကင်ဆောင်ထားကြအောင်တွဲဆောင်မေးမြန်းမှုတွေရတချို့သောတန်ရရှိသူတွေကခြံဝင်းတွင်စီမံခန့်ခွဲသူတွေဖြစ်ကြပြီးထွက်ပြေးခွင့်ပြုရန်ကဲနိုဖွဲ့ဝင်နေထံကိုလက်ထိုးရန်ကြိုးပမ်းခဲ့ကြောင်းသိရပါတယ်။ ကန်ယူကကြားဖြန့်လေလည်းမှုလုပ်ငန်းတွေကိုဖြည့်ရှင်းအတွက်ခိုင်မာပေါင်းစပ်တဲ့နိုင်ငံတကာအပူပေါင်းဆိုင်မှုလိုအပ်နေကြောင်းကန်ယူကကြားဖြန့်ချံဝင်တွင်ကြန့်ရှိနေသူတွေကိုဆက်လက်ဖို့တော့ပြီးရွေးချယ်စုံစမ်းစစ်ဆေးမှုတွေဆက်လက်လုပ်ဆောင်ပြီးဖြစ်တော့လဲထိရောက်တဲ့စုံစမ်းစစ်ဆေးမှုနဲ့တက်တည်ထောက်ထားရေးစုဆောင်ခြင်းကကန်ယူရဲ့စမ်းစာရေးအတွက်ကြောလွန်နေကြောင်းကန်ယူကပြောတယ်။ကန်ယူနေဖြစ်မိမိအုပ်ချုပ်နယ်မြေမှာဥပဒေစိုးမိုးရေးကိုထိန်းသိမ်းရနိုင်ငံဖြတ်ကျရာဇွဲကွန်ရက်တွေကိုတိုက်ဖြန့်ပြည်ပခတ်တန်ခိုင်ရသူတွေကိုကာကွယ်နေတဲ့ နေတဲ့တခြားလောက်ကိုင်းတဲ့နိုင်ငံတကာရာဇဝတ်ကွန်ရက်တွေတက်တောင်းယူမှုကိုတေချာစီရင်အတွက်ထိုင်းဆွေရနဲ့တခြားသက်ဆိုင်ရာအာဏာပိုင်တွေဖွဲ့စည်းရတဲ့နိကတ်စွာပူပေါင်းဆောင်ရည်ရှင်ကြောင်းသိရပါတယ်။ဆလဘီရန်ကုန်မြို့လယ်ကောင်ရှိကြောက်တရားရေစကန်ကိုလက်ပြပုံပြစ်သွင်းတိုက်ခိုက်မှုရေစကန်ရှိရှိကင်းတဲ့အနေကြောင့်ပေါကွဲရန်ကုန်မြို့လယ်ကောင်မှာရှိကြောက်တရားရေစကန်ကိုလက်ပြပုံနဲ့ပြစ်ခတ်တိုက်ခိုက်ရာရေစကန်ရှိရှိကင်းတဲ့အနေကြောင့်ပေါကွဲခဲ့ကြောင်း Operation Flame တရင်နဲ့ပြန်ကြိုက်တောင်းရှိသူကပြောတယ်နိုဝင်ဘာလ25ရက်နေ့မနက်အစောပိုင်းတနအိခန့်ကရန်ကုန်မြို့ကြောက်တရားမြို့နဲ့စူလီဖျားလမ်းမပေါ်ရှိ ကျောင်းသားရဲစခန်းကိုမြပြပြောင်ကြားတဖွဲ့နေကလက်ပစ်ပေါ်နှလုံးနဲ့ပြစ်ပြစ်ခတ်ဖောက်ခွဲတိုက်ခိုက်ရာရဲစခန်းရှိကင်းတဲ့နီကြပောက်ခွဲခဲ့ပါတယ်ရင်ရဲစကန်ကဂျပန်စစ်တပ်အတူရရွေးကောက်ပွဲဥပပေါဝင်ကလုံဆောင်လျက်ရှိအပြင်မိဘပြည်သူတွေကိုနှီးမြှုပ်ဆောင်တဲ့မတရားဖန်ဆီးနှိပ်စက်တဲ့စကန်တစ်ခုဖြစ်ကြောင်းထို့ကြောင့် Operation Flame Fire Power အထူးဆက်ဆင်ပြစ်မှတ်ဖြစ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိပေးတယ်။ အဆိုပါစစ်စင်ကို Operation Flame နဲ့အတူနောက်ပိုင်းခံပြည်သူ့ကာကွယ်ဖွဲ့ကြီးမနိုင်မျိုးနဲ့ပြည်သူ့ကာကွယ်ဖွဲ့နဲ့လာသာမြေနယ်ပြည်သူ့ကာကွယ်ဖွဲ့ပူးပေါင်းလုံဆောင်ခဲ့တဲ့ Operation Flame နဲ့ပြင်ဂျပန်ဖက်စစ်ကောင်စီကပြုလုပ်ဖော်ဆောင်မဲ့အတွေ့အော်ရွေးကောက်ပွဲကိုလုံးဝလက်ခံတော့မဟုတ်ဘဲရန်ကုန်တော်လိုင်းမှာမိအလုံးနဲ့ဒုလက်တွဲပြီးဂျပန်ဖက်စစ်တပ်ကိုရှင်မြင့်တိုက်ခိုက်ချိန်မုံတော်မီဖြစ်ကြောင်းထုတ်ပြန်နေဆလဘီစစ်တပ်အနာသိမ့်လေးနဲ့ကြောင့်ရဲသားနေတဲ့သိမ့်ကြော်မီရှော့ဖြစ်စဉ်ခံရရ စစ်တပ်အနာသိန်း၄နှစ်ကျော်ကာလအတွင်းမှာရဲသားနေအိမ်ပေါင်းတသိန်းတထောင်ကျော်မိရှုဖြန့်စည်းခံခဲ့ရကြောင်း Data Form မြန်မာဖွင့်ကသတင်းထုတ်ပြန်ပါတယ်။၂021မေလ၁ရက်ကနေ၂025မေလ31ရက်ထိစစ်အနာသိန်းနဲ့၄နှစ်ကျော်ကာလအတွင်းမှာမိရှုဖြန့်စည်းမှုတွေကြောင့်ရဲသားနေအိမ်ပေါင်းသတင်းတောင်6869လုံးဖြတ်စီဆုံးရှုံးခဲ့ရလို့ data form မြန်မာအဖွဲ့ကနိုဝင်ဘာ23ရက်နေ့ကထုတ်ပြန်ထားပါတယ်။အဲ့ဒီနေ့နဲ့မှစစ်ကောင်စီတန်းနဲ့လောက်ခံအဖွဲ့စီရဲ့မိရှုဖြတ်စီမှုတွေကြောင့်ရက်သားနေပေါင်း တသိန်းတသောင်း354လုံးပြည့်စင်ဆောင်ရှင်ခဲ့ပြီးရခိုင်ပြည်နယ်ဘူတိတောင်မြို့နယ်မှာ2024မေလအတွင်းကဖြည့်စင်မီရှုခံခဲ့ရရတာပြည်သူနေမှာ3840အတွက်ကျူးလွန်တဲ့အဖွဲ့အစည်းကိုတော့အတိမပြုတ်နိုင်သေးဘူးလို့ data ဖော်ပြမှာတိုင်းဖွဲ့ကသတိပေးပါတယ်။ ဒီနှစ်2025ဖေဖော်ဝါရီကနေမေလအတွင်းတိုင်းနယ်ပြည်နယ်73ခုကနေကျေးရွာပေါင်း85ရွာကအရက်သားနေအိမ်ပေါင်း3682လုံးမိရှုဖြက်စီးခံရပြီးမကွေးတိုင်းနယ်ကစလင်းရေစကြုံနဲ့မြိုင်မြို့နယ်စကိုင်းတိုင်းနယ်ကဇကိုင်းဝက်လက်ရွှေဘိုချောင်းနဲ့ကံဘလူမလေးတိုင်းကမြင်းချန်နဲ့ငန်းစုံတို့မှာပြက်စီးဆုံးရှုံးမှုများပြခဲ့လို့ data form မြန်မာဖွင့်ကထပ်မံအသိပေးပါတယ်လရှိနိုဝင်ဘာဒုတိယလဝက်အတွင်းမှာလဲစကိုင်းတိုင်းကဝက်လက်မြွနဲ့ကမ်ဘလူခေုံနဲ့ရေဦးမြွနဲ့ကမကွေးတိုင်းကမြိုင်နဲ့ပေါင်မြွနဲ့တနင်္သာရီတိုင်း တရားကြောင်းမြို့နယ်မန်လေးတိုင်းဒါနာမြို့နယ်မှာစစ်ကောင်စီတပ်ကဆက်ကြောင်းထုတ်အနေနဲ့ကိုမိရှုခဲ့ပါတယ်တနင်္သာရီတိုင်းတရားချောင်းမြို့နယ်ဟာမင်းတပ်ရွာနိုဝင်ဘာလ23ရက်ကမိရှုဖြက်စီခံရဖြစ်ပြီးနေ90ကျော်ဖြက်စီခဲ့ပါတယ်။နိုဝင်ဘာ24ရက်မှာလည်းပေါ့မြို့နယ်ကြောင်းမဲတောင်ကျားကိုစေကောင်းစီစစ်ကြောင်းကမိရှုလိုနေ15လုံးဖြက်စီခဲ့ကြောင်းပေါ့မြို့နယ်လူသားစာနာဌာနကထုတ်ပြန်နေ။ကြောင်းမဲတောင်ကျားအပါဝင်ကျေးရွာ7ရွာမှာလူကြီး4000ကျော်ဆောင်းနဲ့ဒီလင်းမြို့နယ်တွေမှာကာလရှည် နေရက်ဆိုတာစစ်ဘေးရှောင်နေရတာလေလာကြောင်းနေပြီဖြစ်ပြီးစစ်ဘေးရှောင်နေအတွက်ယာယီတဲတဲ့စာနယ်ရိတ်ခဆောင်းချင်းတောင်းနေများစွာလိုအပ်နေလို့ပေါ့မြုပ်နယ်လူသားစာနာကတတိပေးထားပါတယ်။ဆက်လက်ပြီးကြောင်းမြုပ်ပေါ်ရက်ွက်တင်တဲ့ခီးသက်တင်ကားတွေကိုစစ်တပ်ကအတင်းကျပ်စစ်ဆင်ပြီးလူငယ်၁၈ဦးကိုပေါ်တာဆွဲဖမ်းဆီးငွေတက်နိုင်သူလူငယ်တောင်းလေငွေတက်သိန်း300ကျော်နဲ့ရွေယူအောင်မကွေးတိုင်းချောင်းမြို့ဘောရက်ွက်တင်းနဲ့ခီးသက်တင်ကားတွေကိုဂျက်ဖတ်စစ်တက်ကဝင်ရောက်ဆင်ဆဲပြီးလူငယ်ဆက်ရွှေကိုပေါ်တာဆက်ဖန်စီသွားကြောင်းဖန်စီကန်လူငယ်ရဲ့မိသားစုဝင်တွေနဲ့ဒေသပြည်သူတွေကပြောပါရတယ်။ နိုဝင်ဘာလ20ရက်နေ့25ရက်နေ့6မြို့ပေါ်ရက်ကွက်ဒီခီးသက်တင်ကားရည်နဲ့ခီးသက်တင်ကားရည်ကိုအကြက်ဖက်စစ်တပ်ကဝင်းရောက်ဆက်စဲကလူငယ်18ဦးထက်မင်းကိုပေါ်တာဆဲဖန်စီခဲ့ကြောင်းတို့ပေါ်တာဆဲဖန်စီခံလူငယ်တွေက19ရက်နေ့ကနေ24ရက်အရွယ်တွေဖြစ်ပြီးလက်ရှိချိန်မှာပေါ်တာဆဲဖန်စီထားလူငယ်18ဦးကို6မြို့ပေါ်ရှိမြို့မှရဲစခန်းမှာဖန်စီထားကြောင်းသိရှိရပါတယ်အလားတူရှင်မလာလီရဲ့နေကလည်း၆မြို့ပေါ်ရှိကိုရီးယားဘာသာစကားသင်တန်းကျောင်းကိုဂျန်ဖက်စစ်တပ်ကဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီးအသက်၂၀ရွယ်လူငယ်မျိုးတောက်ဆက်တုံးကိုပေါ်တောဆက်ဖန်စီကောင်ဆောင်သွားပါတယ်။ အကြံဖတ်စစ်တပ်ကလာမယ့်ဒီဇင်ဘာလမှာစစ်မှုတွေအပတ်စဉ်20ကိုဖွင့်လှစ်မိဖြစ်ကြောင်းလည်းသိရှိရပါတယ်။နားဆင်အားပေးကြတဲ့အတွက်တူပင်ကျေးဇူးတင်ရှိပါတယ်ရှင်။